2025ခုနှစ်ဧပြီလ19ရက်ဒီနေ့စနေနေ့အတွက်ခုနှစ်သားမီးအလုံးတို့အတွက်တဲတော်ကံကြမ္မာနမိတ်ကတော့ကောင်းသောကံတရားအခွင့်အရေးကောင်းတွေရမယ်ရေတစ်ခွက်နဲ့တစ်ခွက်ဖလှယ်နေတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်ဒါကြောင့်မလို့အဖို့တန်ပစ္စည်းအယောင်းဝယ်အပြောင်းလဲကိစ္စတွေအောင်မြင်မယ်လူမျိုးကြတိုင်းရင်းသားနယ်စပ်နိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စတွေအတွက်အဆင်ပြေချောမွေ့သွားမယ်ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးအခက်အခဲမရှိပြင်လဲသွားပါလိမ့်မယ် ဒီလိုနှမျိုးမှာကန်တရားကအထူးအခွင့်အလမ်းတွေရဖို့လို့အတွက်ဆိုရင်တော့စွန့်ကန်ကြွတဲ့ကိုရင်ဦးစင်းကိုအားသေးလှူဒန်းပြီးဆူတောင်းခြင်းအဖြစ်မိမိတို့ကောင်းကျိုးချမ်းသာများစွာရပါလိမ့်မယ်။ဒီနေ့မှာမိရှုတန်ရှင်ဖွင့်မြင်ကြတဲ့ရင်သွေးရနိုင်အတွက်ကတော့စနေနေ့ဘဝမှာပုပ်ပင်တဲ့နေ့ရအထုံးဘဝစာတာရှင်တွေဖြစ်ကြပါတယ်။ထွန်းပေါအောင်မြင်ကြီးဘဝချမ်းသာပါလိမ့်မယ်။ဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးမင်္ဂလာမွေးနေ့ဖြစ်ပါစေ။ဒီနေ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရရာဖြစ်နေကတော့ ယံမြတ်စွာဘုရားရှင်ကိုကြာတန်ကျော်ဆွံ့ကတ်ခြင်းယံတန်ဃာတို့ကိုကြာတန်ကျော်လောင်းလူခြင်းဆွေမျိုးမိတ်ဆွေများကိုကြာတန်ကျော်ဒါနပြုခြင်းအပြင်မိတ်ဆွေတို့ရဲ့မွေးနေ့အတွက်ကြီးမြတ်သောကုသိုလ်ရရားဖြစ်ပါလိမ့်မယ်ထို့တူဒီလိုနည်းမျိုးမှာအကျိုးပေးစုံမကနအနေနဲ့ကတော့၄ကနန်း၉ကနန်းအကျိုးပေးပြီးတော့ငွေကြေးကိစ္စတွေအဆင်ပြေဖို့အတွက်ဆိုရင်တော့ဤသက်တဲ့ခလင်းငယ်တရားကိုကစားစရာပစ္စည်းလေးတစ်ခုလက်ဆောင်ပေးခြင်းအပြင် အယောင်ထိုင်နေတဲ့ကုန်အယောင်ထိုင်နေတဲ့ကုန်ပစ္စည်းတွေအယောင်တက်ဖို့အတွက်ကတော့အယောင်ထိုင်နေတဲ့ကုန်ပစ္စည်းတွေကိုခဲတံလေးတစ်ချောင်းနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းနိုင်ခြင်းအပြင်တိတသာအယောင်တွက်အယောင်ထွက်သွားပါလိမ့်မယ်။ကျဲသူရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့ကံတရားအထောက်ပံ့ဖြစ်ဖို့အမှုကြုံသူရဲ့အမိကိုပန်းသီးတစ်လုံးမှရေးပြီးတီလာရှင်ဆရာလေးတစ်ပါးပါးကိုလောင်းလူလိုက်ပါခင်ဗျာ။ကျမ်းမာရေးညံ့နေတဲ့သူအတွက်ဒီလိုနေမျိုးမှဓာတ်စာဖြစ်နေလိမ္မော်သည်အနေငယ်စပြီးကျမ်းမာဖို့အတွက်ဆူတောင်းခြင်းအပြင်စေကောင်းဝါကောင်ဆရာကောင်းသမားကောင်းများတွေ့ပါလိမ့်မယ်။ အခြေကိစ္စမြင်တိုင်းကိစ္စအိမ်နောင်ကိစ္စတွေအစဉ်ပြေဖို့အတွက်ကတော့ဤသက်တဲ့ဘုရားစီရင်ထဲမှာရှိတဲ့ညောင်မင်းကိုရေသွန်းလောင်းပြီးဆူတောင်းပြုလိုက်ပါခင်ဗျာ